ဒီတစ်ခါပြပြကျင်တာကတော့တရုတ်နိုင်ငံကတကယ်ဖြစ်ခဲ့တဲ့မယုံနိုင်စရာဖြစ်ရတဲ့ခုပါအသားမဲမှာကြောက်လို့နေအောင်ကြီးကိုလုံးဝမထိတွေ့ပဲနေခဲ့တဲ့အမျိုးသမီးတယောက်အိပ်ပျော်နေရင်းနဲ့အယိုးကျိုးသွားတဲ့အကြောင်းပါဒီဖြစ်ပျက်ကတရုတ်လူမျိုးကွန်ရက်တွေမှာအရန်ကိုမှဟောလိတကျော်ဖြစ်ခဲ့တာပါမီလာဆလီရဲ့နေမှာတရုတ်ရိုးရာတိုင်းရင်းစေယုံကဆရာဝန်တအူကသူ့ရဲ့လူမှုမီဒီယာမှာဒီအကြောင်းကိုစတင်ဖော်ပြခဲ့ပါတယ်။ စီချွန်ပြည်နယ်ချန်တူးမြို့ကအသက်48နှစ်အရွယ်အမျိုးသမီးတဦးဟာနေရောင်ခြည်ကိုကြာရှည်စွာရှောင်ရှားခဲ့တဲ့အတွက်အဲ့ရပေါ်မှာလူလိယုံနေတာအယိုးကျသွားခဲ့တာပါဒီအမျိုးသမီးဟာငငယ်ကလေးကနေအောင်ကြီးကိုလုံးဝမထိတွေ့အောင်ရှောင်ရှားခဲ့သူပါအပြင်ထွက်ရင်လက်တို့အင်ကြီးဆိုတော့လုံးဝမဝတ်ဖဲနေရောင်ကာကွယ်စေဆန်စခရင်ကိုလည်းအမြင်နဲ့လင်းနေရှိတယ်လို့သိရပါတယ် သူဒီလိုမျိုးနေအောင်ကြီးကိုလွန်ကဲစွာရှောက်ရှားတာနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကစိုးရိမ်ခဲ့ဘူးလားဆိုတာတော့မသိရသေးဘူးလေဒီဖြစ်ဖြစ်ဖြစ်ပြီးတဲ့နောက်မှာတော့ဒီကိစ္စကတကယ့်ကိုကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာခဲ့ပါတယ်ဆေးရုံတက်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ရဲ့ဗီတာမင် D ပမာဏဟာအလွန်ကုန်မှနှိမ့်ကျနေတာကိုတွေ့ရှိရပါတယ်။ဒါအပြင်အရိုးသိပ်သည်စားပြီးလည်းတိတိတသားကျဆင်းနေပြီးပြင်းထန်တဲ့အရိုးဝါရောဂါဖြစ်နေတယ်လို့သိရပါတယ်။ ကြောယိုခွဲစိတ်ကုဆရာဝန်ကြီးကျမ်းရှောင်ပင်ကလည်းဒီလိုအခြေအနေမျိုးတွေကိုတတိပေးခဲ့ပါတယ်။အခုဆိုခေါင်းကနေခြေပြားအထိနေအောင်တန်ကောက်ွယ်ဖို့အပြည့်အစုံဖောအုပ်ပြီးတွာလာနေကြတာကိုတွေ့ရပါတယ်။ဒါကကျမ်းမာရင်နဲ့မငြိမ်ညွတ်ပါဘူးလို့သူကပြောပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်တွေကအရိုးတွေဟာ၁၀နှစ်တစ်ကြိမ်ပြန်ပေါက်တတ်ပေမဲ့အသက်၃၀ကနေစပြီးတော့၂၀အရိုးတို့တုံညာတသမ900ခန်းလုံးကနေ100ခန်းလုံးကဆုံးရှုံးတတ်တယ်လို့သူကရှင်းပြသွားခဲ့ပါတယ်။ ကယ်လ်ဆီယမ်နဲ့တာနေရောင်ခြည်မထိတွေ့တာဗီတာမင် D ချို့တဲ့တာကယ်ဆီယမ်စုပ်ယူမှုနဲ့တာဆက်လိုက်တောက်တာနဲ့အရက်အလွန်ကျောက်တောက်တာတွေကအယိုးကျန်းမာရေးကိုထိခိုက်စေတဲ့အဓိကအချက်တွေပါပဲဒီလိုအဖြစ်ပြမျိုးဟာတကယ်ကိုမှမယုံနိုင်စရာပါပဲနေရောင်ခြည်ကနေလုံလောက်တဲ့ဗီတာမင် D ရရှိဖို့ဘလောက်အရေးကြီးလဲဆိုတာကိုဒီအဖြစ်ပြကသင်ခန်းစာပေးခဲ့ပါတယ်တဲ့ရဲ့အယိုးကျန်းမာရေးအတွက်ရောနေရောင်ခြည်ကိုလုံလောက်စွာ ထိတွေ့နေပြီလား